ဥကိုတတ်တတ်လွတ်ထင်ပြီးတော့လူတွေကစားနေကြတာပဲအမျိုးဆုံးပြောကြတာပဲကျက်ဥကတတ်တတ်လွတ်လွတ်တယ်ဆိုတဲ့လူလည်းရှိတာပဲမလွတ်ဘူးဆိုတဲ့လူလည်းရှိတာပဲတချို့ကလည်းလေဥလို့ပြောတယ်လေဥဆိုရင်ပေါက်ကြည့်လိုက်ရင်လေရှူးပဲနဲ့ထွက်သွားအခုတော့အဲ့ဒါလို့လေလည်းမတွေ့ဘူးနော်အဲ့တော့ဒါကတရေတီတဲ့နေရာဖြစ်တယ်ပေါ့တရေတီတဲ့နေရာကျမရဲ့ဝန်းကကျွတ်လာကလေးက ဒီထဲမှာတရေဆိုတာမမြင်ရသေးပေမဲ့ပါလာတယ်။တပြေးပြေးမှဒီတရေလေးကကြီးလာတာလူများလိုပဲပထမကလလန်ဟောတိပထမဒီအဆက်အပြောက်ကလေးကလလရေကြီးပြီးအဲ့ဒါကတက်ရှိတယ်လို့ခေါ်တယ်။ဆေးပညာဆေးပညာရှင်တွေကြတော့ဆေးပညာရှင်တွေအလိုကြတော့အဲ့ဒီအချိန်မှာအသက်မဝင်သေးဘူးလို့ပြောကြတယ်။မြတ်စွာဘုရားကတော့ဒီလိုမဟုတ်ဘူး။ ယဟန်တော်ဒီမှာပါရာဇိကသိက္ခာကိုပြည့်ညတ်ထားတာရှိတယ်ပထမပါရာဇိကအဲတတိယပါရာဇိကအနေနဲ့ပြည့်ညတ်ထားတာရှိတယ်ပေါ့အဲ့ဒီပြည့်ညတ်ထားတဲ့ထဲမှာသီစဉ်လိုတဲ့စေရနာနဲ့မနုဿဝိကဟဆိုတဲ့လူသားတယောက်ကိုမတတ်ရဘူးတတ်ပြီဆိုရင်ထိုယန်းဟာယဟန်ဖြစ်ကိုစွန့်လွှတ်ရမယ်ဆိုတဲ့ပါရာဇိကတတိယပါရာဇိကသိက္ခာကိုပြည့် အဲ့ဒီပညာချက်မှာမနုဿဝေကဟဆိုတာဘယ်ချိန်ကစသတ်မှတ်တုံးဆိုလို့ရှိရင်ပထမဝိညာဏဘတုဘူတံဆိုတဲ့ကလလရေကြီးထဲမှာသရေစိတ်လေးစဖြစ်တဲ့ချိန်ကစပြီးတော့ဒါလူလို့သတ်မှတ်တယ်။ဒါကြောင့်မို့ယဟန်တော်တွေကအဲ့ဒီချိန်ကနေစပြီးသတ်ခွင့်ရှိတယ်။သတ်မယ်ဆိုရင်ပါရာဇိကကြာမှာ။ဘောကြာသေးပေးတာကစပါရာဇိကလည်းသတ်မှတ်။လူကောင်းကြီးပေါ်လာမှာ လူသားမှုမဟုတ်ဘူးအဲ့ဒီအချိန်ကနေစပြီးလူသားမှုကိုတတ်မှတ်တယ်အဲခုခေတ်တချို့ဆရာဝန်တွေပြောတာကြတော့ဘယ်လိုလုပ်ဆိုအဲ့ဒီအချိန်မှာအသက်မရှိဘူးခုနကချက်ဥအသက်မရှိသေးလို့ဖြစ်နေမှာဒီမှာအကောင်မမြင်ရသေးရင်အသက်မရှိသေးဘူးလို့ယူဆသလားတော့မသိဘူးအသက်ဆိုဒီမှာဇီဝိရုပ်ဇီဝိတာနဲ့နာမ်ဇီဝိတာကိုခေါ်တာအုတ်မသွားအောင်ထိမ့်သိမ်းဆောက်ရှောက်တာအသက်ပဲစကားပြောတာလှုပ်တာရှားတာ ကြမှာအသက်ရှိတယ်လို့ပြောရမှာမဟုတ်ဘူးဒီအရာဝတ္ထုတစ်ခုဟာတက်ရှိခန္ဓာကိုယ်မှာရှိတဲ့ရုပ်တွေပုတ်သောမသွားတာနန္တရားတွေဆက်လက်ဖြစ်ပေါ်နေတာဒီလည်းနေဇီဝိတရဲ့ဆောင်းဆောင်မှုပဲတက်ရှိတယ်လို့ပဲပြောရမှာပေါ့